တည်တာယူရီကတားထားတဲ့စီးကိုမကြော်နဲ့လို့တည်ပေမဲ့လည်းတလားစိတ်နဲ့ပေါ့နော်ရဟန်းဟိုတလားတဲ့စိတ်လေးနဲ့စီးကိုကြော်လိုက်မိရခါကြောင့်ပါပါရှင် social space entertainment ရဲ့ကုသဆိုလို့ရင်ဆိုတဲ့စီစဉ်ကနေပြီးတော့ကြိုဆိုပါတယ်ရှင်ကျမကတော့အဲကြည်ပါဝေးပါအလုပ်ကိုင်နေတော့ဒီ freelance content writer လေးလို့တို့လို့စာရေးပြရေးလေးရေးညောင်းတော့เนาะ အမကတော့ဝိသနာထောင်းမှာငကားညီနောင်တပုန်တိုင်းဟိုဦးစည်းလုတ်ကင်နေတဲ့သူဖြစ်ပြီးတော့ဝါသနာရသူ့မွန်ကျော်ဆိုတဲ့ကလောင်နဲ့ကြပြားလေးတွေရေးဆန်းနေရဖြစ်ပါတယ်။အာဒီနေ့အစီအစဉ်လေးမှာတော့ဗောနော်ဆွေးနွေးသားစနေကြောင်းလေးရတာကြတော့ဆွေးနွေးတယ်လည်းမဟုတ်ပါဘူးလို့ပြန်လည်ပြောသားမဲ့ကြောင်းလေးရကြတော့စီးနဲ့ပတ်သက်ပြီးပြောမယ်ပေါ့နော်စီးဆိုတာဒါစီးရဲ့သဘောတရားကိုက ိုင်းစားထားတာကန့်တက်ထားတာပေါ့နော်မကြော်ရမယ့်အရာတစ်ခုပေါ့နော်အဲ့ဒါမှနေရာတိုင်းမှာစီးဆိုတာရှိရဲ့ပေါ့အိမ်နေခြံဝင်းနေဘာဖြစ်ဖြစ်အကုန်လုံးမှာစီးဆိုတာရှိရဲ့ပေါ့နော်မိတ်ဆွေပေါင်းသင်းနေမိသားစုချင်းနေဆရာတပည့်ပြည်ဒီလိုမျိုးဆက်ဆံရေးတွေမှာလည်းစီးဆိုတာရှိရဲ့ပေါ့နော်ဒီချိုးတရားမှုကပေါ့နော်ဒီချင်းနေချာပြောရမယ်ဆိုရင်ပေါ့နော်ဒီရမယနာဆက်တော်မှာဆိုလို့ရှိရင်တိလာလူကြီးကတားထားတဲ့စီးကိုမကြော်နဲ့လို့တိပေမဲ့လည်းတလာစိတ်နဲ့ပေါ့နော်ယဟန်ဟိုတလာတဲ့စိတ်လေးနဲ့ ကြီးကိုကြော်လိုက်မိရခါကျတော့ဒါဘာတွေပြဿနာဖြစ်ခဲ့လဲဒီဟာတွေရဲ့ဘဝလည်းဘယ်လိုဖြစ်သွားတယ်ဒီစစ်မှတ်တဖြစ်ရတယ်ပေါ့နော်အကုန်လုံးကဒီပျက်စီးရတယ်ဒီလိုမျိုးလေးစားရတယ်ဆိုတာအားလုံးသိတဲ့ဥပမာတစ်ခုနဲ့ပြောတာပေါ့နော်ဒီလိုမျိုးတွေကအခုချိန်ကြီးလည်းရှိတယ်ပေါ့နော်နောက်လည်းရှိသွားဦးမှာပဲအဲ့တော့ဟိုမိတ်ဆွေပေါင်းသိနေကြမှာစီးဆိုတာဘယ်လိုမျိုးလေးရှိနေတယ်ဒါကိုကြော်တဲ့အတွက်ကြောင့်မို့လို့ဘာတွေဖြစ်ခဲ့တယ်ဆိုတာပြောကြမယ်ပေါ့နော်ဒီ ကောင်းပါတယ်ညီမလေးအဲ့ဒါလည်းအများလဲပေါ့နော်ဟိုတီးရမယ်ထားမယ်ဒါလူချင်းဝင်တီးလည်းဖြစ်နေတဲ့အခါကျတော့ဒီကြောင်းအရာလေးကအစဉ်ပြေတင့်တော်ပါတယ်ညီမလေးခုဆိုရင်ပေါ့နော် live ပေါ်မှာအရင်စားနေခက်စားနေတဲ့ဟာကတော့စနိုက်ကြော်တဲ့ကိစ္စပေါ့နော်စနိုက်ကြော်တဲ့ဆိုတာလေဒါဟိုမကြော်တဲ့စီကိုလူနှစ်ယောက်လုံးကကြော်လိုက်တာကြောင့်မလို့ဖြစ်တာပေါ့နော်။ညီမလေးသာဆိုရင်ရောညီမလေးရဲ့ကောင်းလေးကပေါ့နော်။တငယ်ချင်းနဲ့စီကြော်မိတယ်ဆိုရင်ညီမလေးကဘယ်လိုတုံ့ပြန်မယ်လို့စိတ်ကူးတာလဲ။ အဲ့လိုရောစိုက်ကူးတယ်တော့မဟုတ်ဘူးနော်ဟိုကိုရဲ့တကယ်ကြီးကိုကိုစစ်စောက်ခုချိန်မှာကိုရဲ့စစ်စောက်တကယ်ကြီးုံနဲ့ယုံကြည်တယ်ဗောနော်ကိုစစ်စောက်တကယ်ကြီးဒါဒီလိုပုံစံကိုမဟုတ်တာပါကြောက်လဲဆိုကိုနဲ့သူနဲ့ကြိုက်ချင်းကိုမတူဘူးသူကြိုက်တဲ့ကောင်တွေအရမ်းကိုကြိုက်တဲ့ကောင်ဒါပေမဲ့ဒီပြဿနာစဉ်းစားစရာဗောနော်ဒီ live မှာအခုဖြစ်နေကြတဲ့ဖောက်ပြဲတဲ့ကိစ္စတွေစီးကြော်တဲ့ကိစ္စဆက်နိုင်ကြတဲ့ကိစ္စဒီလိုမျိုးတွေမှာဆိုရင်ဟုတ်အလုံးမှာအများနဲ့တွေ့နေတဲ့သူနဲ့ဖြစ်တယ်နော်အတငယ်ချင်းနဲ့ပဲဖောက်ပြဲကြတယ် အဲ့သူတို့အရန်ခင်ကြတာပါဒီကောင်လေးရဲ့အရင်ကတငယ်ချင်းဆိုတာမျိုးနဲ့ဖြစ်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့တငယ်ချင်းနဲ့ခုပြန်လာဒီလိုမျိုးတွေကပို့ပြီးတော့များရတယ်ပေါ့နော်အနေကြီးရလေးလည်းပါရမယ်ထင်တယ်ဟုတ်ဒီမလေးဆိုရင်တော့ဟိုကိုယ့်ရဲ့ဂျီစာကိုယ့်ရဲ့ပါတနာပေါ့နော်ဖောက်ပြန်တဲ့သူကကိုမသိတဲ့သူတရားဖြစ်နေမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်အဲ့ဒါလည်းဆိုတာသူဖောက်ပြန်တယ်ဆိုလို့ရှိရင်တော့မှပဲအော်သူငါပေါ်မှာမားလို့တယ်သူငါ့ကိုဖောက်ပြန်တယ်သူဒီလိုမျိုး ်လောက်ရက်လိုက်တာဒီတော့ gray မယ်ပေါ့နော်အဲ့လောက်လေးပဲပြီးသွားမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်တငယ်စင်းနဲ့ကိုယ်မိတ်ဆွေနဲ့ကိုယ်ရမ်းချစ်တဲ့လူနဲ့တော့တွေ့လိုက်လို့ရှိရင်အဲ့လိုသားဆိုရင်ဒါဒီတိုင်းလေးမားလိုက်တဲ့မားလို့ခံစားပေးလို့ရမှာမဟုတ်တော့ဒီလူနှစ်ယောက်ကငါ့ကိုဘယ်ချိန်ကလေးကစံစီနေတာလဲ။ဟုတ်တယ်ဒီလိုမျိုးပေါ့နော်။သူတို့သူတို့ဒီတငယ်ချင်းကငါ့ကိုချစ်တာလေ။လိန်ညာပြီးလှုပ်ပြနေရတာ။ကိုယ့်ရဲ့ယူဆတာချစ်တာလေ။ဒီဥစိုက်တာလေ။လိန်ညာပြီးလှုပ်ပြနေရတာ။သူတို့နှစ်ယောက်ကငါ့ရဲ့ကိုရမှာဘယ်ချိန်ကလေးက ဘာစကားတွေပြောခဲ့ကြတာလဲငါ့ကိုဘလို့သဘောထားနေကြတာလဲဟိုကိုကတကယ်ဆိုရင်ကိုကကိုယ့်ရဲ့စစ်ဆောင်တငယ်ချင်းဆိုရင်ဒါဒီစားကိစ္စတွေပါလဲဆိုလဲပြောပြတယ်ပေါ့နော်ဟိုစစ်ဆောင်တငယ်ချင်းကိုပြောကြတာများတယ်မိသားစုတွေပါလဲဆိုတော့ခုနကဟိုရွယ်တူမဟုတ်ဘူးပါညာပေါ့နော်ဒီလိုဆိုအစ်တော်တငယ်ချင်းဆိုပဲဟုတ်တယ်ရင်ဖွင့်ကြတာများတယ်ပေါ့အဲ့လိုမျိုးလူတယောက်ကဖောက် ပြဲကိုယ့်ရဲ့ visa နဲ့ဖောက်ပြဲမယ်ဆိုရင်တော့ဒါအရန်ကိုကြီးမားတဲ့ခက်စားချက်ကြီးတစ်ခုဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးထင်တယ် ဖွင့်လွှတ်နိုင်မလားဖွင့်မလွှတ်နိုင်မလားဘယ်လိုလုပ်မလဲဆိုတော့အမ်ပြဿနာရှာတာမျိုးတော့မလုံနိုင်ဘူးလို့ခုကကိုတင်တယ်ဟုတ်ကတော့တကယ်လို့ဒါအခုဒီလိုမျိုးညီမလေးရဲ့ပတနာကောင်းလေးကတငယ်ချင်းနဲ့ဒီလိုမျိုးဖောက်ပြန်တဲ့ကိစ္စဖြစ်နေပြီညီမလေးကိုယ်တိုင်ကြုံတွေ့ခံစားရပြီဆိုလို့ရှင်ညီမလေးကအာလိုက်မော့တင်မလားဘလို့ဖြည့်ရှင်းမလဲလူပြောင်ချပြမလားကိုကတော့ကိုဖြည့်ရှင်းမလားညီမလေးဘလို့စဉ်းစားမိတယ် ့ဘာသာကိုပဲဖြည့်ရှင်းမယ်။နော်ညီမလေးကတော့ဗောနော်။အော်ဒီလိုဖြည့်ရှင်းတာကိုမှန်နေမှားတယ်ဆိုတာတက်ညီမလေးတယောက်တည်းမြင်ဗောနော်။ဒါကတော့ဟိုလိုင်းမော်ချပြလိုက်လို့လည်းဒီကိစ္စကြီးကမပြီးသွားဘူးဗောနော်။လူများများတိမဲ့ကိုကိုတွေ့တဲ့ခါကျရင်အော်သူ့ဦးစားနဲ့တက်ငယ်စင်းနဲ့ဖောက်ပြန်ခဲ့တာလေးလို့ဖြစ်မယ်ဗောနော်။ဟုတ်တယ်။ဘာဖြစ်ဖြစ်ဒါကကိုချစ်ရတဲ့သူလေးပဲဗောနော်။ခွင်းတော်ခိုင်းတာတော့တခြားလူတွေအကြံပေးတာမဟုတ်ဘူးဗောနော်။ဒါကိုတယောက်တည်းရဲ့စေတနာဖြည့်ရှင်းနေရတော့ ခွင့်လွှတ်နိုင်မယ်လို့ထင်တယ်ခွင့်လွှတ်နိုင်မယ်ဆိုတာဒါကြီးကိုပြဿနာမရှာဘဲလှားထားလိုက်မယ်ကြော်သွားလိုက်မယ်ထင်တယ်ဒါပေမဲ့ပြတ်သွားမှာတော့မဟုတ်ဘူးစိတ်ထဲမှာလည်းဒါဆွနာပြောခဲ့တယ်လို့တော်တော်ကြီးမားတဲ့စိတ်ခံစားချက်ကြီးဝမ်းနည်းစရာကြီးသစ္စာဖောက်ခဲရတယ်ဗောနော်နှစ်ဖက်လုံးကငါ့ကိုပေါက်ပူပေါင်းပြီးတော့ချက်စင်းဝိုင်းပြီးလိန်နေကြဒီလိုမျိုးကြီးဖြစ်သွားမှာဗောနော်အဲ့တော့ဟိုများတင်တယ်လို့မျိုးလိုင်းမော်တင်မလားဆိုတော့တော့မတင်ပြဖို့မတင်ပြလောက်ဘူးလို့ထင်တယ်ဗောနော်မတင်ပြလောက်ဘူးဒါပေမဲ့ ပုံမှန်တိုင်းဖြစ်တော့မှာလည်းမဟုတ်တငယ်ချင်းကိုလည်းစစ်သောတငယ်ချင်းတော့ဖြစ်တော့မှာမဟုတ်တခြားဟိုဒီလိုမျိုးလူတွေကမယုံကြည်ရပါလားဆိုတဲ့စိတ်လည်းဖြစ်သွားနိုင်တယ်ဟိုဒီတငယ်ချင်းနဲ့လည်းကြွားဒူလာဒူအကုန်လုံးပြောပြပြီးနေခဲ့တဲ့အချိန်လေးကိုလည်းပြန်ပြီးတော့တော့ဝမ်းနေခြင်းလည်းဝမ်းနေမယ်ဒါမှမဟုတ်တို့လေသစ္စာဖောက်ခံရတယ်လို့သိလိုက်တဲ့ချိန်ကအဲ့ဒီချိန်ရဲ့နောက်ပိုင်းအဲ့ဒီချိန်ကနေပြီးတော့နောက်ဆက်သွားရမယ်နေ့တွေအတွက်ပြဿနာဖြစ်တာမဟုတ် ူနဲ့ကိုနဲ့ရှိခဲ့တဲ့အရင်ရက်တွေကိုပါပြန်ပြီးတော့တန်ဆရာဝင်တာ။ဘာကြောင့်လဲဆိုတော့လေသူတို့ကသူငါ့ကိုချစ်တာတကယ်မဟုတ်ဘူးပဲ။သူငါ့ကိုတငယ်ချင်းလို့ခင်တာတကယ်မဟုတ်ဘူးပဲ။ငါနဲ့ပြင်နေသွားနေတာတကယ်ပျော်ပျော်ရွှင်ရွှင်မဟုတ်ဘူးပဲလို့အဲ့လိုမျိုးအရင်ရက်တွေကိုပါသွားပြီးတန်ဆရာဝင်နေတာပေါ့။ကိုကငါတို့ငါကတော့ဘယ်เจ้าညာပြပြခဲ့တာမှားသွားပြီငါကတော့ဘယ်လိုပြောလိုက်တာမှားသွားပြီအဲ့လိုမျိုးတွေဖြစ်သွားမှာပေါ့နော်ပြီးတော့ဒီတငယ်ချင်းနဲ့ကိုနဲ့ရောကိုနဲ့ကိုပါကမာနဲ့ရောဒီ relationship နှစ်ခုလုံးကတော့အရင်တိုင်းတော့ပြန်ပြီးဖြစ်နိုင်တော့ ပြီးတော့ဒီလိုမျိုးမလုပ်တော့ပါဘူးလို့ထေချာသွားတဲ့အချိန်ရောက်ရင်တောင်မှပဲပြန်ပြီးတော့မပတ်သက်နိုင်တော့ဘူးဒီလိုမျိုးကောင်းတိုင်းပြန်မဖြစ်နိုင်အောင်လို့ထင်တယ်ပေါ့နော်ဟိုဘာကြောင့်လဲဆိုတော့ဆနာတော့ဆက်သွယ်မရတာတို့သူပြင်သွားနေတာလားဆိုရင်သူတို့နေရာမှာတွေ့တွေ့နေကြသလားဒါမှမဟုတ်ကို့မှာနောက်ထပ်တငယ်ချင်းတယောက်ရလာရင်ရောသူတို့ရောငါ့ကိုအဲ့လိုမျိုးလုပ်ကြအောင်မလားကို့ရဲ့ပတ္တနာပြင်သွားရင်ရောသူဘယ်သူနဲ့သွားနေရလဲဒီလိုမျိုးရဖြစ်နေအောင်မယ်လို့ထင်တော့လေ relationship တရားတော့ ရက်တက်သွားမယ်လို့ထင်တယ်။ဒါပေမဲ့ပြဿနာကတော့လေဘူးတိစိတ်သားမဖြေရှင်းတော့ဘူးလို့လေကိုကိုထင်တယ်ပေါ့နော်။သူတို့နှစ်ယောက်ကတော့လုံးဝဖက်တော်ဘောနော်။သူတို့တော့ဝေးဆုံးမဲ့ထားလိုက်တော့မယ်ပေါ့နော်။အဲ့လိုပေါ့။အဲမဆိုရင်တကယ်လို့ပေါ့နော်။အေးစနိုက်ကြော်တဲ့ကိစ္စမျိုးဖြစ်တယ်ဆိုရင်မဆိုရင်ရောဘသူ့ကိုခွင့်လို့မလဲ။ดูเพิ่มลูกกูเลยป่ะเนาะอม่าเนี่ยดูปอมามายังซ้องซึ้งซ่ามั้ยป่ะ မာသူ့ကိုဟိုပြက်နိုင်သလားသူ့ရဲ့သူအဲ့ဒါလည်းသူလုတ်ခဲ့သူထားခဲ့တဲ့ကို့ပေါ်စေတနာပေါ်မူတည်ပြီးမှပြန်ကြည့်မှာသူကကို့ပေါ်စေတနာအများကြီးထားခဲ့လားကို့ပေါ်ကောင်းခဲ့လားအမကမပြတ်သားနိုင်ဘူးဆိုရင်တော့အမဒါကိုခွင့်လွတ်ပေးရမှာပေါ့လေအဲ့ဒါခွင့်လွတ်ပေးရပြီးတော့ရှေ့ဆက်သွားအောင်မှာပေါ့လေးရတီတော့ပြတ်သားနိုင်တယ်လုံးဝခွင့်မလွတ်နိုင်ဘူးဆိုလို့ရှင်တော့အမဒီဆက်ဆံရေးတစ်ခုကိုအဲဒီနေရာမှာနေဆုံးသက်လိုက်မှာပါ အဲဆိုလို့ရှိရင်ဟိုစနိုက်ကြော်ရယ်ဆိုတဲ့စကလုံးလေးอ่ะဗောနော်ဟိုဘက်ဒီဘက်ဘယ်သူအလုံးလို့ညီမလေးထင်ပါလေကိုဘက်ကလို့ကိုဘက်ကဆိုတော့ကိုပါတနာဘက်ကပြောရမှာเนาะအလုံးလို့ပဲထင်တယ်ဗောနော်ဟိုဘာကြောင့်လဲဆိုတော့ဟိုဘက်ကလာပြီးတော့ကြော်စနိုက်ကြော်တဲ့သူကိုပါတနာနဲ့ဖုတ်ပြန်တဲ့သူပတ်သက်တဲ့သူဆိုတာဘယ်သူမှမဆိုဖြစ်နိုင်ဘူးဒါပေမဲ့ကိုပါတနာကတော့ဒီတယောက်ပဲလေ main ဗောဟုတ်တယ် main ဟို ူမ तू ကလာပြီးပတ်သက်တာပါလို့ပြောပြောတချို့ဆိုရှိတယ်ပါဆိုတော့အာ तू ကရန်ကယူဆိုင်တာဟောဒီအမ तू ကမျိုးမျိုးမဟုတ်ဘူး तू ကရန်ကယူဆိုင်တယ် तू ကဘလို့လေးဘလို့နားလည်းပေးနိုင်တယ်ပေါ့ဖြစ်ဖြစ်အဲဟုတ်တယ် तू ကသူဘလို့ပဲဖြစ်ဖြစ်ဟိုကလာပြီးတော့အတင်လက်ဆွဲပြီးတော့ပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ဟာကို့ပါတနာကပါလို့ပါလို့ဖြစ်တာဟောဖြစ်တဲ့ကိစ္စအဲ့လိုပဲထင်တယ်ဟိုပြောစရာရှိရင်လည်းကို့ပါတနာကိုပို့ပြီးတော့ပြောရမယ် ဲဆဲရရှိတယ်ဆဲဟုတ်တယ်ရိုက်ရရှိတယ်ရတော့ကိုကိုတဲ့တွဲတဲ့ကိုယူစားကိုကိုပါတနာကိုလောက်ရမယ်အလုပ်ဟုတ်တယ်ရှက်ခွဲစင်တယ်မလားဒီကောင်ကိုနဲ့တခါနဲ့တွဲနေတဲ့ဒီလိုဖောက်ပြန်သားတယ်ဒီလိုဖြစ်သားတယ်ဒီလိုလုပ်ပြတာတချို့ကောင်မလေးတွေရှိတယ်တိဟိုမိသားတယ်ကွာမိသားလို့သွားမိသားပြီးတော့အဲဆိုင်မှာပေါ့သူတို့မြတ်တွေ့နေမြိသားတယ်အဲ့စားဘာသားလို့လဲဆိုကောက်ကလေးကိုပါသွားရိတ်ပြီးတော့အဲ့လိုအဲ့လိုမျိုးပေါ့ဒီလိုတွေရှိတယ်ပေါ့ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးတော့မကြိုက်ဘူး ပြောမယ်ဆိုတရင်ကဖြစ်လာတဲ့ဒေါသစိတ်ကိုမထိန်းနိုင်လိုက်တာပေါ့နော်။ဟုတ်မထိန်းနိုင်ရင်လည်းကိုကိုရေးသားကိုလည်းဆိုတော့ဒါဟုတ်တယ်။ကိုကိုဟိုကိုဘက်ကိုဖောက်ပြန်သွားတဲ့သူကိုကိုတစ္ဆာဖောက်သွားတဲ့သူကဟိုကောက်မလေးမဟုတ်။ကိုနဲ့ဟိုတငယ်ချင်းနဲ့ဖြစ်စေရောမှာကိုတည်းရင်းနှီးဆုံးလို့ဖြစ်တဲ့သူကကိုတကယ်လက်တွဲနေတဲ့သူကိုနဲ့ကိုရဲ့ပါတနာကကိုတည်းရင်းနှီးဆုံးပေါ့လား။ကိုကိုတကယ်ပဲဖောက်ပြန်သွားတာတကယ်ပဲဒီလိုကိစ္စမျိုးလုပ်ရလိုက်တာကကိုပါတနာ။အဲ့တော့စိတ်တို့ကြရှင်းတယ်သူပဲ တို့မယ်သူ့ပဲရိုက်ချင်လဲရိုက်မယ်သူ့ပဲပြောချင်လဲပြောမယ်ပေါ့နော်ဒီလိုမျိုးထင်တယ်အမ်ဒါတယောက်နဲ့တယောက်တော့မတူနိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းမမဆိုရင်ရောလို့ပေါ့အေးကမ္မလေးကိုတလာရှာကိုတငယ်ချင်းဖောက်ဘူးပေါ့နော်တယောက်ယောက်နဲ့ဖောက်ပြန်နေဒီလိုမျိုးစီးကြော်တဲ့ကိစ္စဖြစ်တဲ့အဲ့လိုဆိုရင်ရောဘယ်လိုလုပ်မလဲ အဲအမဆိုလဲအဲ့လိုပြဿနာရှာမဲ့တိုက်မျိုးတွေမှာအမမလည်းမပါဘူးပေါ့။မကောတာကိုပဲနှစ်ဦးညနေချင်းဆိုင်ဖြည့်ရှင်းမဲ့ဒါဒီလိုဟုတ်လား။ तू ဟုတ်တယ်ဆို तू ဝင်ဝင်ခံရမယ်လေနော်။အဲ तू မှားတယ်ဆိုရင်လည်းမှားကြောင်း तू တောင်းပန်ရမယ်။အဲ့ဒါတော့ခွင့်လွတ်တာမခွင့်လွတ်တာတော့ကို့အပိုင်းပေါ့။ကောင်မလေးတို့ကအမသွားပြီးပြဿနာရှာပြမှာတော့မဟုတ်ဘူး။အဲ့ဒါတော့သိကြရဲ့။အဓိကကိုလူကကိုဘက်မှာရှိနေဒီလိုကိစ္စရမျိုးတွေဖြစ်မလာဘူးဆိုတဲ့အတွက်ကြောင့်မလို့မာတော့ကိုလူနဲ့ပဲတိုက်ရိုက်ဖြစ်ရှင်းပါပါ ီစနိုက်ကြော်တယ်ဆိုတာကလည်းပဲသူမြောက်ကစီးကြော်လိုက်တာပေါ့နော်။သူကလည်းဟိုစောင့်နှိမ်ရမယ့်စီကိုကြော်လိုက်တယ်။ကိုဘက်ကလူကလည်းဒီလိုပဲစီကိုကြော်လိုက်တယ်ပေါ့နော်။စီးကြော်လို့ဖြစ်သွားတယ်ပြဿနာတစ်ခုပဲပေါ့နော်။ဒီမှာမားနေနဲ့ဟိုလူတွေပြောချင်။အမားကတော့အခုကိုကိုလူကအဓိကလို့ပဲမားကတော့မြင်နေပေါ့။ဘာဖြစ်လဲဆိုတော့ကိုသား ကိုလူရတာကို့ပေါ်စိတ်အားလုံးအလုံးစုံကိုပုံအပ်ထားတယ်ဆိုလို့ရှင်တတိယလူဘလို့ပဲပေါ်လာပေါ်လာသူကဘလို့ပဲတိုးဝင်လာတိုးဝင်လာသူလက်သင့်ခံမှာမဟုတ်ဘူးအဲဒီလိုခြေနေတိရောက်သွားစရာအကြောင်းရှိဘူးပေါ့နော်စီးဆိုတာအာစောင့်ထိန်တဲ့သူမှာပို့ပြီးတော့ဟိုတာဝန်သိတဲ့လူမှာတာဝန်ကိုရှိရပါဘောနော်အရင်ဖက်စလုံးကစောင့်ထိန်တဲ့နေလို့အမကထင်တယ်ကို့လူကပို့ပြီးတော့အဓိကကြတယ်လို့ပဲထင်ပါတယ်အမဟိုဘောနော်စီးကြော်တဲ့နေရာမှာလဲဒါ မှားပြီးတော့မှားသွားတဲ့အမားတစ်ခုလို့ပေါ့နော်ဟိုဆနာဥပမာတွေရလို့မျိုးပေါ့နော်စေတနာစေတနာမှားဖြစ်မလားဒါမှမဟုတ်ရင်ဟိုရင်းနှီးမှုကြောင့်မလို့ဖြစ်သွားတဲ့မှားဖြစ်မလားမှမဟုတ်ဟိုအခြေအနေအကြောင်းအကြောင်းတွေစုံသွားတာပေါ့ဟိုမှာကိုယ့်ရဲ့ relationship ကအစကတည်းကကိုအဆင်မပြေနေတာပေါ့နော်အဆင်မပြေဖြစ်နေတာကိုယ်နဲ့သူနဲ့မကိုက်နေတာအဲ့ဒီအချိန်မှာမှထောက်ထားရမယ့်အကြောင်းအရာတွေထောက်ထားပြီးတော့ပြည့်တွဲလာတဲ့အချိန်ကြီးကြာလာတာကြာလာပြီးဒီတိုင်းလေးဆက်ပြီးရှိနေတဲ့အချိန်မှာပေါ်လာတာကြောင့်မလို့ ဖြစ်သွားတာမျိုးလည်းရှိတယ်လို့တချို့ကြလည်းဟိုရည်ရွယ်ချက်ရှိရှိနဲ့ကြော်ကြတာချင်းကတ်လာတာပေါ့စီးကြော်ကြတာမျိုးရှိရပါတော့เนาะဟုတ်တယ်ဟိုတစ်ဖက်ကလည်းရည်ရွယ်ချက်ရှိရှိချင်းကတ်တယ်လို့မျိုးဒီလူကလည်းမှားတာမဟုတ်ဘူးตัวตัวแล้วมาได้โหลแล้วไม่ทินตัวนโกเรียกว่าสึกโกเลยล่ะเออผิดเลยผิดเลยบ่เลยเนาะสึกโกเนี่ยแล้วผิดเลยผิดเลยรอบที่คือจ้าเราบ่เนาะโอ้ตัวกูว่าซี้จ่อได้แต่ตัวမျိုးกูกูว่าปัดแต่มีอย่างนี้แล้วผิดจริงผิดมาบ่เนาะไอ้ตัวမျိုးโหอเจ๋งๆซี้จ่อได้ตัวนี้จ้าเรา ဒါကိုအမှားမဟုတ်တော့ဘူးပြင်ရမယ့်ဟာတကူဟုတ်တော့ဘူးဗီဇဖြစ်သွားပြီအဲ့လိုမျိုးကာကိုယ့်ရဲ့ဒါဆိုတာမကိုယ့်ရဲ့ပါတနာဖြစ်မယ်ဆိုရင်အမ်မားတော့ပြောမယ်ဆိုလို့ရှိရင်သူ့ကိုတစ်ချိန်တစ်ခါတော့ဆိုရင်တော့အမပေးမှကြည့်မယ်ဘာဖြစ်လဲဆိုတော့ကိုကလက်မလွတ်နိုင်ဘူးဆိုရင်ပေါ့နော်ကလေးအကောလည်းအားဒါဟိုမှသူမရှိလဲဖြစ်တယ်ငါနေနိုင်တယ်ငါခွင့်မလွတ်နိုင်ဘူးဆိုလို့ရှင်ဟိုစိတ်ထဲမှာပေါ့ ပုံအောင်နေပြီးတော့တိုးဝှက်ထားပြီးတော့ညှို့တေးထားပြီးတော့ဆက်ပြီးတော့တော့လျှောက်စီခြင်းဘူးခွင်းမလို့နိုင်ဘူးဆိုလုံးဝခွင်းမလို့နဲ့ခွင်းလို့မယ်ဆိုရင်တော့အဲ့အကြောင်းအရာကိုမင်းပြစ်ပြီးတော့အစားအနေပြန်စားအောင်ပါပေါ့နော်မင်းပြစ်ဖို့တော့မလွယ်ဘူးပေါ့နော်ဟုတ်တယ်ဒဏ်ရာဆိုတာဖြစ်တယ်လေပေါ့နော်ဟို တူကဒီဟာတော့တကယ်ပဲပြင်လိုက်ပြီတော့မှမလုပ်တော့ဒီလိုမျိုးစီးကြော်တဲ့ကိစ္စမျိုးထပ်မရှိတော့ဘူးဆိုရင်တော့မှပဲကိုယ့်ရဲ့စိတ်ထဲမှာကမယုံကြည်တော့တာမျိုးဖြစ်သွားတယ်ဟုတ်တာပေါ့အဲ့ဒါတော့ရှိတာပေါ့ဒါမှမဟုတ်အပြည့်သွားတာမျိုးဖုံးကင်တာမျိုးဆိုရင်အတူဒီလိုပဲလုပ်နေလားဆိုတာမျိုးဖြစ်ထင်ပါပဲလေမာရီယာတော့ခွင့်လွတ်တာကတော့လူတို့တော့ခွင့်လွတ်လိုက်ပေါ့ဒါပေမဲ့ဆက်ပြီးတော့ပတ်သက်တာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ဟုတ်တာပေါ့အဲ့ဒါကတော့ကို့အတွက်ပို့ပြီးတော့လဲအဆင်ပြေတာပေါ့လीเนาะဟို ကိုကမမေးပြစ်နိုင်ဘူးပေါ့မမေးပြစ်နိုင်ခွင်တော့ခွင်လွှတ်လိုက်တယ်ဒါပေမဲ့မမေးပြစ်နိုင်ဘူးဆိုလို့ရှိရင်ကိုကလည်းတနှုံနှုံနဲ့ဖွဲမိလို့ပဲပူနေမှာပဲသူ့အတွက်ကလည်းငါကလည်းမဟုတ်ဘဲနဲ့ငါလည်းဘဲမှလည်းသွားတာလည်းမဟုတ်ဘဲနဲ့ဒီဖုန်းလေးမကင်လိုက်တာနဲ့ဆိုပြီးတော့ပြဿနာပိုပြီးကြီးထွားလာဖို့ပဲရှိတယ်ပိုပြီးတော့ငြင်းငြမ်းသွားဖို့တော့မမြင်ဘူးမှာတော့မားတဲ့မှလည်းစိတ်တူတာရောအဲ့လိုမျိုးပေါ့ဟုတ် ခွင်းလွတ်တာခွင်းလွတ်နိုင်တယ်သူတွေကဒီလိုပဲမှားတက်ကြတာပဲဒါမှမဟုတ်ရင်လည်းအကြောင်းတိုက်ဆိုင်လို့ဖြစ်သွားတာမျိုးပေါ့သူကရည်ရွယ်ချက်ရှိနေကိုကိုဟိုစီးကြော်မယ်ဖောက်ပြဲမယ်ဒီလိုမျိုးမဟုတ်ဘဲနဲ့မှားသွားတဲ့အမားကိုတော့ခွင်းလွတ်နိုင်တယ်ဒါပေမဲ့ဒါမျိုးထက်မလုံလုံတည်ဖြစ်စေမလုံတည်ဖြစ်စေကိုရဲ့စိတ်ကတော့မဖြောင်းတော့ဘူးပေါ့နော်အဲ့ဒီခါကျတော့ဟိုမပတ်သက်တာဆုံးလိုက်တာမျိုးပဲပို့ပြီးတော့အဆင်ပြေတယ်လို့ထင်တယ် ဲနောက်ပြီးကျတော့မနောက်ခုပြောချင်တာကျတော့တစ်ဖက်မိန်းကလေးပေါ့ကိုကိုဘက်ကဒါကိုပတ္တနာသွားပြီးတော့သူ့ပတ်သက်တာပဲဖြစ်ဖြစ်ဟိုကပတ်သက်လို့လက်ခံလိုက်တာပဲဖြစ်ဖြစ်တစ်ဖက်သူ့ကိုမတော့သွားပြီးတော့အပြစ်ပုံမဖွဲ့စီခြင်းဘူးသွားပြီးတော့လည်းပြောစရာမလိုဘူးပေါ့နော်အဲ့လိုလေးတော့ထင်တယ်အဲကိုလူကကိုဘက်မှာရှိရဆိုဒီအခြေအနေတွေဖြစ်ပေါ်လာဖို့ကြောင်းတရားတွေရှိဘူးပေါ့လေဒါတော့ခုနောက်ပိုင်းဆိုရင်ရန်ဖြစ်များတဲ့ကိစ္စပေါ့နော်ဟို Facebook ဆိုလို့ရှိရင်ဒါအရန်တင်ကြတယ်ပေါ့နော်ဒီဒီကောင်မပေါ့ဒီမိန်းမပေါ့ဒါပြီးတော့ ဒါစနိုက်ကြော်တဲ့မိမပေါ့အကြည့်အမအဲ့လိုပုံလေးနဲ့တင်ကိုကတော့အဲ့ဒီခဏမှာတော့စိတ်ပြေသွားတယ်လို့ထင်ပေမဲ့လေတကယ်တမ်းတော့ပြောရမှာကိုရဲ့ပါတနာကိုပြောရမှာပြောရမှာဟုတ်တယ်ကိုသူများရဲ့သူများနှစ်ယောက်ရဲ့ရှိနေတဲ့စီကိုသွားကြော်မိတဲ့သူကကိုရဲ့တငယ်ချင်းကိုရန်ချစ်တဲ့တငယ်ချင်းကိုရဲ့ညီမလေးအဲ့လိုမျိုးဖြစ်နေလဲဆိုလို့ရှိရင်တခြားသူတွေကတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုပဲမြင်မြင်ပေါ့နော်ဒါတခြားသူဘက်ကကြည့်ရင်လည်း တခြားသူအနေနဲ့ကျင်နေတာမှားတဲ့သူပဲလေဒါပေမဲ့ကိုကတော့ကိုရဲ့တငယ်ချင်းတွေကိုရဲ့မိတ်ဆွေတွေကိုညီမလေးတွေအမတွေဟိုတော့လက်တွဲပြီးတော့ခေါ်ခေါ်ခေါ်စီခြင်းနဲ့ပေါ့နော်ခေါ်စီခြင်းနဲ့တိုင်းပြစ်ထားပါနဲ့လို့ဆိုတာမှားတတ်ပါတယ်ပြောလဲမှားတတ်တယ်လို့ခါတည်းအလုပ်လေးရမှားတတ်တာလည်းရှိပါတယ်အမအပဝင်းချင်းမှာအမတငယ်ချင်းထဲမှာပဲဖြစ်ဖြစ်အမမိသားစုထဲမှာဖြစ်ဖြစ်ဒီလိုမျိုးစနိုက်ကြော်ရဲပေါ့နော်စီးကြော်ရဲကိစ္စရဲလေးတွေဖြစ်နေတော့အမကတော့ဒီကောက်မလေးဘက်ကိုပေါ့ အအတက်နိုင်ဆုံးတော့ဖြောင်းရကြည့်မယ်လက်တွဲခေါ်ယူကြည့်မယ်ဒါလေးကတော့ဖြစ်သိဘူးအမှားနေတယ်ပေါ့ဆိုပြီးတော့အမကတော့ဒီလိုလေးလက်တွဲခေါ်ယူခြင်းပါတယ်စူးစမ်းကြည့်မယ်ပေါ့မရဘူးဆိုလို့ရှိရင်တော့ခါရဲထက်ချခဲ့မှာဖြစ်ပါတယ်ရည်စက်ဒီအမရဲ့ဒီစိတ်ကြည့်ရတယ်ကောင်းတယ်ကောင်းတယ်လို့ဆိုရမှာပါနော်အဲကြောင့်လဲဆိုဘလောက်ပဲအမတွေလုပ်တဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ဟိုသူ့ကိုဖိမယူမယ်ပတ်ဝန်းကျင်လေးတစ်ခုလိုအပ်တယ်ပေါ့လိုအပ်တယ်ဒီအမသာပဲသူကကောင်းတဲ့ဘက်ကိုရောက်လာနိုင်မလားမျှော်လင့်ကြည့်ရမှာပေါ့ဟိုအမလုံးလို့ပတ်သက်တော့ဟို ဆွမ်းနာဒီမှာလေးတွေးမိတယ်လို့ပေါ့နော်ကိုကတော့စိတ်တူတာကြောင့်လည်းဖြစ်ခြင်းဖြစ်မှာပေါ့ကိုရဲ့တငယ်ချင်းကဒီလိုသွားလောက်တယ်ဆိုတာကိုမခံချင်တာကြောင့်လည်းဖြစ်မယ်မပတ်သက်တော့ဘူးလို့ပြောပေမဲ့တကယ်လည်းမျက်စိနှာကြည့်တော့ဟိုဒီမှာဗီဒီယိုတင်တယ်ပေါ့နော်ဒီလိုကအမားဆိုရင်တော့ပဲဝင်းချင်လေးတစ်ခုလိုအပ်တယ်လို့ထင်တယ်ပေါ့နော်ဒီစိတ်ကအမားလေးဆိုရင်တော့အမားကတော့ဟိုနားလဲပေးပြီးတော့ပြုတ်ပြင်ကြည့်ဂျင်တာပေါ့လေ ပြည့်သက်ကြီးထဲမှာဆိုရင်ရောအကိုရဲ့ပတ္တနာကနေပြီးတော့ဒီလိုမျိုးစီးကြော်သွားရဲဆိုရင်ဘယ်လိုဖြစ်ရှင်းကြမလို့ရှင်ဆူဂျက်စပင်းနာတဲ့မဲ့ပြည့်သက်ကြီးရှင်ဒီနေ့စီစဉ်ရနေတော့နှုတ်ဆက်ပါတယ်နောက်တစ်ပတ်မှာပြန်ပြီးတော့တွေ့ကြပါမယ်ရှင်နောက်တစ်ပတ်ရဲ့အစီအစဉ်မှာရောဘယ်ကောင်းစင်လေးဖြစ်မလဲဆိုတာကိုအမ်ကြိုပြီးတော့စဉ်းစားခဲ့ခြင်းစဉ်းစားခဲ့လို့ရတယ်ဒါမှမဟုတ်လည်းဆွေးနွေးစီခြင်းတဲ့ကောင်းစင်လေးရှိရင်လည်းပြောခဲ့လို့ရပါတယ်ဒီစီစဉ်မှာဒီလိုတင်ဆက်သူအနေနဲ့ဖြစ်ဖြစ်ဒီလိုမျိုးဆွေးနွေးတဲ့သူအနေနဲ့ပြပောင်းဝင်နေဆိုရင်လည်းဆက်ကြလို့ရပါတယ်ရှင်